မင်းအောင်လှိုင်ပဲကျိုးစင်သားနီးလာတာနော်ပြည်သူတွေပဲမျောလင်းချက်တွေနဲ့ဟိုလာလာလာမတည်ဘူးပေါ့နော်အခုကမ္ဘာအလုတ္တမအဖွဲ့ချုပ်အဲဟိုကအတ္တိကတ33ကိုချမှတ်လိုက်ပြီးတဲ့နောက်မှာနော်အခုဒီနေ့မှာကုလနမကကတကားပိတ်အစည်းအဝေးထတ်ခြင်းပါတယ်အဲ့တော့တကားတွေပိတ်လိုက်ဖွင့်လိုက်လှုပ်လာတာတော့တော်တော်တော့များနေပြီပတ်တာတွေတော့တော်တော်ချောင်းနေပြီဒါပေမဲ့ဘလို့ဖြစ်ဖြစ်ကမ္ဘာကြီးမှာအလုတ်လုတ်တဲ့အရာကတော့အလဲဟတ်တတ်တော့မဖြစ်ပါဘူး ။နော်အခုကိုရောတမကတကားဖိတ်အစည်းအဝေးဘာတယ်ဆိုတာကိုဒီမှာသတင်းမှာလည်းပါလာပါပြီနော်။လုံခြုံရေးကောင်စီအလဲကျဥက္ကဋ္ဌဖြစ်တဲ့ဗစ်တိတ်နိုင်ငံကထူးခြားတာကကျွန်တော်တို့ဒီလုံခြုံရေးကောင်စီမှာတကားဖိတ်အစည်းအဝေးကျင်းပတာဒီအလဲကျဥက္ကဋ္ဌဗစ်တိတ်ဖြစ်နေပါလား။ဒီတစ်ချက်ကတော့တော်တော်ထူးဆန်းတယ်ပေါ့နော်အဲ့တော့ဘီးတဲ့ရင်လက်ထက်ဘီးတဲ့ရင်ဘီးတဲ့ရင်အလှက်ချဥက္ကဋ္ဌလက်ထက်မှာတကားပဲအစည်းအဝေးထက်လှုပ်တယ်ဒီတကားပဲအစည်းအဝေးကလည်းအဲဝင်နေဖြစ်တယ်ပေါ့တော်တော်တော့အရေးကြီးတယ်ပေါ့နောက်တစ်ချက်ကဒီတကားပဲအစည်းအဝေးမှာ ကျွန်တော်တို့အဖွဲ့ဝင်15နိုင်ငံပါဝင်တဲ့လုံခြုံရေးကောင်စီမှာဒီပြုလုပ်တခိုင်းအစည်းအဝေးอ่ะเนาะကျွန်တော်တို့မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးတန်တမန်လည်းတန်တမန်နဲ့ကုလသမဂ္ဂအတွင်းမှုချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တို့ကတက်ရောက်ပြီးတော့တို့အစည်းအခမ်းစာတွေတင်သွင်းမှုတွေရှိတယ်ဆိုတော့ဒီနှစ်နှစ်ယောက်က တင်သွင်းမှုပဲရှိမယ်ပြီးတော့ရှင်ဒီတရားနဲ့ဥက္ကဋ္ဌဖြစ်တဲ့အတွက်ဒီတကားပိတ်အစည်းအဝေးဟာ ILO ကချမှတ်ချမှတ်လိုက်တဲ့ Article 33နဲ့တွားတိုက်ဆိုင်နေတာလားဆိုတဲ့ဟာကိုတော့ ပြောလို့မတတ်ဘူးမတိုက်ဆိုင်ဘူးလို့လည်းပြောလို့မရဘူးတိုက်ဆိုင်တယ်လို့ပြောလို့မရဘူးအဲ့တော့ IO ချမှတ်လိုက်တဲ့ article 33ကစစ်ကောင်စီအတွက်ကတော့တော်တော်အထိနာမယ်ဘလို့ပဲဖြစ်ဖြစ်မင်းအောင်နိုင်ကဓာရီကိုတိတဲ့အတွက်တရုတ်ကိုခြေတုံးပြေးဖက်တာနော်ဒီဓာရီကိုတိတဲ့နောက်တစ်ခုကဒီဘိုင်ဒန်နဲ့တော်တမန်ဒေါ်နယ်ထရန့်တက်လာလို့ရှိရင်တရုတ်ရဲ့မူဝါဒအပြောင်းလဲမှာမြန်မာကိုတဲကျက်လှုပ်လာလိမ့်မယ်ဆိုလို့ရှိရင်တရုတ်အနေနဲ့ခြေလန်းဥထားအောင်လို့ ဒါတရုတ်ကိုတွားကတ်ပြီးတော့ပြပအာကိုပစိန်ရိုးတွားလောက်တာဘလို့ပဲဖြစ်ဖြစ်နော်မင်းအောင်လိုင်းဖြစ်ခြင်းနဲ့လမ်းကြောင်းတော့ဖြစ်ဖို့အလားအလာမမြင်တော့ဘူးဘာဖြစ်လို့လဲဆိုတော့ MNDAA ကဒီနေ့မှအစည်းအဝေးလုပ်တယ်သူတို့တတ်မှုတွေနဲ့တလက်မမနောက်မဆုံးနဲ့ထပ်ပြီးတော့နော်တတိယလိုင်းတာထပ်လိုင်းလာမယ်လို့ပြောလိုက်တယ်ဆိုတော့ဟိုဘက်ဘောမာတွေဘက်ကမှန်းထားတာကဒီ MNDAA ခေါင်းဆောင် ခေါင်းဆောင်ကိုတရုတ်ကဖမ်း MNDAA ကလာရှိုးကစုပ်ပေးအဲလာရှိုးသူတို့ပြန်ရအောင်မယ်အဲ့လိုမျိုးစစ်လီခွင်းမြော်ပြီးတော့စောင့်နေတာဒါပေမဲ့လို့အခု MNDAA ခေါင်းဆောင်ကသူတင်သေးသေးွားပါစေတလက်မမမစုံနဲ့လိုအပ်ရင်နောက်ထပ်တတိယနိုင်မှာထပ်လာမယ်လို့ပြောလိုက်တဲ့အတွက်မင်းအောင်နိုင်ရဲ့အနေအထားကတရုတ်ကိုဘလောက်ပဲကတ်ကတ်အခုကြောက်ဖြူဒီရနေဆိုင်စီမွားရေးဇုံကိုအကြောင်းပြုပြီးတော့တရုတ်စစ်သားတွေကိုမင်းအောင်နိုင်ရဲ့ခေါ်တွင်းတယ် ဒါဟာတိုင်းပြည်ကိုပြည်ပစစ်သားလက်ထက်ရောင်းစားတာဟုတ်တယ်မလားဒါမဲ့ဘောမာတွေအတန်မထွက်ရဲဘူးတရုတ်လုံခြုံရေးကုမ္ပဏီဆိုလို့ရှိရင်ရှင်းရှင်းလေးကိုယ်နိုင်ငံထဲမှာလက်နက်ကင်အဖွဲ့ထောင်ရမယ့်အရာဒီအခြားနိုင်ငံသားကိုလက်နက်ပေးကင်စရာအကြောင်းမရှိဘူးပြည်တွင်းမှာစစ်ပြန်နေရှိတယ်လုံခြုံရေးဝန်ထမ်းတင်နန်းပေးပြီးတော့လုံခြုံရေးဝန်ထမ်းလုပ်လို့ရလူအများကြီးရှိတယ်ပြည်တွင်းမှာနိုင်အလုံးမရတော့နိုင်ငံတကာထွက်ပြီးတော့လုံခြုံဝန်ထမ်းလုပ်နေရတဲ့လူတွေတော့အများကြီးရှိတယ် ဟုတ်တယ်နော်အဲ့တော့တကယ်ကြောက်ဖူးရင်တဲ့စိတ်ကန်းစုံကိုလုံခြုံရေးတကယ်ကုမ္ပဏီတည်ဆောက်မယ်ဆိုလဲလာတေယောကလက်နဲ့ပေးမိပညာပေးဟုတ်တယ်နော်ကိုပြည်တင်ကလူခန့်လို့မရဘူးလားဒါပေမဲ့မင်းအောင်နိုင်ကဘာလို့မခန့်တာလဲတေယောကိုရောင်းစားတာလေဒါပေမဲ့ဘောမတွေမထွက်ရဘူးအခုလက်ထက်မှာကုရမကလုံခြုံရေးကောင်စီရဲ့တကားပိတ်အစည်းအဝေးတည်င်းကိုတည်င်းဌာနမှာတက်လာပါပြီနော်ဒီမှာဖတ်ကြည့်ကြမယ် လွန်ကျွမ်းကောင်စီအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ဗြိတိန်နိုင်ငံကဦးစီးပြီးတော့မြမအရေးတကားပိတ်အစည်းအဝေးကိုဒီတက်ဆန်တော်ချိန်ဒီဒီကနေ့မနက်မှပြုလုပ်ခဲ့ပါတယ်မြမနိုင်ငံမှာလွန်ခဲ့တဲ့နှစ်နှစ်လတာကာလအတွင်းအရက်သားတွေပေါ်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအပြည့်ဆုံးအချိန်ရောက်နေပြီးမြမပြည်သူတွေရင်ဆိုင်နေရတဲ့အခြေအနေပုံမဆိုးရနေတာကြောင့်လုံခြုံရေးကောင်စီအနေနဲ့ဂါဘဲအစည်းအဝေးပြုလုပ်ရတာဖြစ်တယ်လို့ကုလသမဂ္ဂဆိုင်ရာဗြိတိန်တမ်မကြီးဘာဘလက်ဝေဘရကအစည်းအဝေးမတိုင်ခင်မှာသတင်းထုတ်တွေကိုအခုလိုပြောတော့ပါတယ် အစည်းအဝေးမှာကျမတို့အာယုံစိတ်ဆွေးနွေးမှကအရက်သားတွေကိုအကာအကွယ်ပေးရဖြစ်ပါတယ်။ဩဂုတ်လကနေအော်တိုဘာလ2လတာအတွင်းမြန်မာပြည်သူတွေပေါ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုက2021ခုနှစ်ဖေဖော်ဝါရီလမှာအာနာတိတ်ပြီးနောက်အမြင့်ဆုံးအဆင့်ကိုရောက်ရှိခဲ့တယ်လို့ပြီးခဲ့တဲ့နှစ်ကစပြီးဖောက်ကွဲရေးပစ္စည်းတွေမြို့မြို့မိုင်းတွေနဲ့လက်နက်ကြီးကြီးတွေစစ်တပ်ကပုံမအတုံးပြုပြီးပြည်သူတွေကိုတိုက်ခိုက်ခဲ့ပါတယ်။ဒီလိုအကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့စစ်ကောင်စီကိုအပြင်းထန်ထောက်ချကြောင်းပြီးတဲ့အတန်မှကြီးဘိုင်ဘယ်ဝေါ်ကပြောကြားခဲ့ပါတယ်။ ဒါအပြင်စစ်ကောင်စီလက်အောက်ခံနိုင်ငံရဲ့စစ်ကောင်စီလက်အောက်မှာနိုင်ငံလူကြီးရဲ့တုံးပုံတပုံကြောဟာအသက်ရှင်ရပ်တည်ဖို့အတွက်လူသားချင်းစာနာမှုကူညီတွေလိုအပ်နေပြီးဒီအခြေအနေဟာလဲစိုးရင်ဖွယ်ရအဆင်ရှိနေတယ်လို့လဲဆိုပါတယ်ဒီတိုင်တန်မတ်ကြီးနဲ့သူဒရင်တော့တွေနဲ့တွေ့ဆုံခဲ့တဲ့ကုလသမဂ္ဂဆိုင်ရာမြန်မာတန်မတ်ကြီးဦးကျော်မိုးထွန်းလဲမြန်မာမြန်မာစစ်ကောင်စီအပေါ်လုံခြုံရေးကောင်စီဘက်ကထိထိရောက်ရောက်အရေးယူဖို့ပြက်ကွက်နေတာကြောင့်အပြစ်မဲ့ပြည်သူတွေနဲ့အတက်တွေပေးဆက်နေရတယ်လို့တိုင်းပြည်အနာဂတ်အတွက်ဘေးကင်းလုံခြုံရေးဆိုတာလဲပျောက်ဆုံးနေကြောင်းသတိပေးပြောကြားခဲ့ပါတယ် အထူးသဖြင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီဘက်ကထိရောက်တဲ့အရေးယူဆောင်ရွက်မှုလက်ရှိအခြေအနေမရှိသေးပါဘူးမြန်မာနိုင်ငံရဲ့အကြက်တဲပေါ်နိုင်ငံတကာရဲ့အာရုံစိုက်မှုလုံလောက်မှုမရှိသေးဘူးဆိုတာဆက်ပြီးပြနေစေဖြစ်ပါတယ်ဒါအပြင်ကုလသမဂ္ဂစနစ်အတွင်းညီညွတ်မှုမရှိကြလဲအဓိကပြဿနာဖြစ်နေပါတယ်ပြောရတော့နော်ဒါဥကြုံမုံထုံပြောရတာဒီနေရာမှာတခုလေးစားဖို့ကောင်းတာကတာမကြီးဥကြုံမုံထုံပါတာမကြီးဥကြုံမုံထုံဟာအာနာစသိန်းလေးကလာစစ်ကောင်စီဘက်ကိုပါခဲ့မယ်ဆိုရင် ကပားမှာမြမအတန်ဆိုတော့ဘာမှမကြားဘူးဖြစ်ချင်းတို့ဖြစ်တနိုင်ကန်လုံးကိုအမောက်ခြေပြစ်နေလဲဘယ်လူမှတိမမဟုတ်ဘူးဒါဥကြောမိုးထွန်းဟာကုလသမဂ္ဂတကားပိတ်ပြီးဖွင့်ပြီးဖြစ်ဖွင့်ပြီးဖြစ်စေစီပဲစီစီတူလုံးမဲ့တောင်ဝင်တိုင်းကို အစည်းအဝေးတိုင်းမှာငုတ်တုတ်ထိုက်အော်ခံနေလို့နော်အဲ့တော့ဘလို့ဖြစ်ဖြစ်ဥကြောမိုးထွန်းဟာကျွန်တော်တို့တိုင်းပြီးအတွက်ဒီကာလမှာတကယ်တိုင်းပြီးပေါ်ကိုစေတနာရှိတဲ့ပုံကိုတူပဲ ယေရှုလည်းတင်တယ်လေးလည်းလေးစားတယ်ကျမ်းမာပါစေဥကြောင့်မထုံးနော်ဘာဖြစ်လို့လဲကြည့်ပါဥကြောင့်မထုံးလို့အခြားသောတန်တန်ယုံမှရှိတဲ့နော်မြန်မာနိုင်ငံဆိုင်ရာတန်အမတ်တွေတာအားလုံးပူးပေါင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်အခက်ခဲတလောက်မဖြစ်ပါဘူးနော်ထိုင်းနိုင်ငံဆိုင်ရာတန်အမတ်ကြီးဥရောပအနေနဲ့ကိုရီးယားနိုင်ငံဆိုင်ရာတန်အမတ်ကြီးမလေးရှားစင်ကာပူစတဲ့ဖြင့်မြန်မာပြည်သားတွေအများစုရှိတဲ့နိုင်ငံကတန်အမတ်ကြီးတွေလားဥကြုံမိုးထွန်းလိုမျိုး နော်စီရီယံဝင်ပြီးတော့ပြည်သူပဲပူပေါင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်ဒီလောက်နာနေစရာအကြောင်းမရှိဘူးဒီလောက်အချိန်ကြာစရာအကြောင်းမရှိဘူးနော်အဲ့ဒါဖြစ်လို့နော်ဥကြောင့်မုံတော့ဟာတကယ်လေးစားထားတဲ့ပုံကဘယ်ဘလို့ပဲဖြစ်ဖြစ်မင်းအောင်နိုင်ရတော့အဆုံးထိသွားမှာဒါပေမဲ့အခုလည်းနော်မင်းအောင်နိုင်ရဲ့နောက်လိုက်ခွေးတကောင်ကပြောထားတယ်တကောင်စင်းကောက်တာတဲ့နိုင်ငံရဲ့လူရဲ့63ရာခိုင်နှုန်းကိုကောက်ထားပြီတဲ့ဘယ်နေရာကို63သွားကောက်တာလဲ ရန်ကုန်မြို့တမြို့တည်းမှာနေလူကြီးတရားရာခိုင်ဆုံးနေတာလားအဲ့ဒါလို့ပြောင်းလဲနေကောင်းတယ်အဲ့တော့လက်ရှိသူတို့ကဘယ်လိုသွားနေလဲတရုတ်ကလည်းမင်းအောင်နိုင်ကိုဒီရွေးကောက်ပွဲကနေထွက်လို့ရအောင်ထွက်ပေါက်ပေးနေတာတရုတ်ရဲ့ကစားကွက်ကရှင်းတယ်တစ်ဖက်ကမီးသာတစ်ဖက်ကရေမှုတ်တစ်ဖက်ကစစ်ကောင်စီတစ်ဖက်ကတိုင်းနဲ့လက်နက်ကိုင်ဒီလိုအသေးချုပ်လုပ်ပြီးကစားနေတာအခုလက်ရှိချိန်မှာစစ်ကောင်စီကလုံးဝပြိုလဲတော့မှဖြစ်တဲ့အတွက်တိုင်းနဲ့လက်နက်ကိုင်တွေကိုလာထပ်ဖိတာ မင်းတို့နည်းနည်းချိန်နာတို့တို့ကဟန်ချက်ညအောင်ကစားတာဒါပဲဒါတယောက်ကရုပ်မှမှုပဲအဲ့ဒီနှစ်ခုဓာတ်ထဲမှာတူရဲ့အကျိုးမြတ်ကိုဆွတ်ထုတ်သွားတာဒါတယောက်ကတသက်လုံးလောက်လာတဲ့ရုပ်မှမှုဒါပေမဲ့ဒီကလာမှာတော့တယောက်ကကောင်းကောင်းလွဲသွားပြီလို့ထင်တယ်နော်တယောက်ကကစားကွက်ကမြန်မာပြည်သူတွေအပေါ်ကိုတားထင်တွေးသေးသွားတဲ့အတွက်တယောက်ခံပြီလို့ပဲထင်တယ်ဘာဖြစ်လို့လဲ तू ကစစ်ကောင်စီကိုတွားပြီးတော့အသက်ဆက်လိုက်လို့ရှိရင်အသက်ရှိဦးမထင်တာဘူးဟုတ်တယ်မလားအဲ့တော့မင်းအောင်နိုင်ကလည်းလက်ရှိ တကောင်စင်းကဟန်ပြကောက်တာနော်လက်ရှိရွေးကောက်ပွဲလုပ်ဖို့အတွက်ပြီးလို့ရှိရင်အဲ့ဒီတကောင်စင်း363ရာခိုင်နှုန်းထဲမှာရွေးကောက်ပွဲမှာအကောင်လုံးနံပါတ်ထည့်ပေးမှာနော်တချို့တရားပြောတယ်အာငါတို့အိမ်မှာသွားနေမှမထည့်ဘူးတဲ့မရဘူးနော်အာတခါတည်းပါသွားမှာကိုယ့်အိမ်မှာနေနေနဲ့ကိုယ့်နံမရဲသူတို့ကိုထောက်ခံပြီးသားဖြစ်သွားမှာတခါတည်းမင်းအောင်နိုင်ရဲ့အဲ့ဒီအကွက်လုံးမှာအဲ့ဒီအကွက်လုံးဖို့အတွက်တရုတ်ကိုဂူနီတောင်းထားမှုပဲပြီးတရုတ်ကလည်းဂူနီမျိုးပြောထားမှုပဲပြီးရှင်းရှင်းလေးအဲ့တော့ရွေးကောက်ပွဲကိုဘယ်နီးနဲ့ဖြစ်လှုပ်ခိုင်းလို့မရဘူးလက်ခံပေးလို့မရဘူး ဒါတစ်ချက်နောက်တစ်ချက်ကဒီကိုဗစ်တော်လှန်ရေးအင်အားဘက်ကအချမ်းလူတွေတအားစီးလုံးဖို့လိုအပ်နေပါတယ်။ဘာဖြစ်လို့လဲ?ရခိုင်မှာတိုက်နေတဲ့အချိန်အချမ်းနေဒေသတွေမှာညိန်ပေးနေတဲ့ဟာမျိုးတွေအဓိပ္ပာယ်မရှိဘူး။ခေါင်းဆောင်တွေတစ်ဖက်နဲ့တစ်ဖက်စီးလုံးညီညာရှိဖို့လို။ကရင်မှာတိုက်နေတဲ့အချိန်ရခိုင်မှာစုပေးရမယ်။ရခိုင်မှာတိုက်နေတဲ့အချိန်ရှမ်းကစုပေးရမယ်။ဒီလိုပုံစံမျိုးလုပ်လာမယ်ဆိုရင်ဒီလေချောင်းအတုံးပြူပြီးတိုက်ခတ်မှုကအများကြီးညော်နေပါလိမ့်မယ်။အခုတော့မင်းအောင်နိုင်ရအဲ့လိုမဟုတ်ဘူး။တိုင်းပြည်ရဲ့ဗန္ဒာငွေကိုဖင်ခုထိုင်ပြီးတော့ လေကြောင်းနဲ့ပပဆက်ဆက်ဘုံကျဲချပြစ်တာနော်ဒါကြောင့်မလို့အာနာတိမ်ပြီး2021ကနေအခု2024အတွင်းမှာအခုကာလဟာလေကြောင်းတိုက်ခိုက်မှုအမြင့်ဆုံးအဖြစ်ရောက်ရောက်ရှိသွားတာဒါောင်လည်းနိုင်ငံကမတည်ဘူးမဟုတ်တည်တယ်အဲ့တော့တခုစိုးရင်စီကောင်းတာကတော့ကဘာမှာမြမအရေးဆိုတာကတိတ်ပြီးတော့စိတ်ဝင်စားကြတာမဟုတ်ဘူးယူကရိန်းအရေးကနံပါတ်1ဖြစ်နေတယ်အခုလက်ရှိနော်ဒိုးပိုင်နဲ့မစင်းခင်မှာယူကရိန်းကိုမစ်ဆိုင်းတွေပြစ်ခွင့်ပေးလိုက်တယ် အဲ့ဒီအတွက်ဒီအနေထားကဘယ်လောက်ထိပြေအောင်မှာလဲချုပ်တဲ့နိုင်ငံဆိုတတိယကမ္ဘာစစ်တွက်တော့ပြင်ဆင်တဲ့နိုင်ငံပြင်ဆင်နေပြီဖြစ်တဲ့အတွက်အဲ့ဒီဘက်အချမ်းကိုကမ္ဘာကြီးအာယုံဆိုင်ပြီးတော့မြန်မာပြည်မှာမင်းအောင်နိုင်လုတ်ကမြကိုခံရမလားဒါမှမဟုတ်တိတ်လဲကြောက်စရာမရှိတော့ဘူးဟုတ်တယ်မကိုယ့်ဘက်မှာနေမြေရှိအခုဆိုရင်88မြို့တိမ့်လိုက်နော်ကန်ပိုက်ဒီအပါဝင်88မြို့ကိုတိုင်းနာနှစ်နှစ်ကိုင်းနေတော်လိုင်းအင်အားစုတွေအားလုံးကတိမ့်ထားတာ88မြို့ရှိပါပြီနော်အဲ့တော့တော်လိုင်းကြီးကတော့ဟို ပေရှင်မာနဲ့မြန်မာနှစ်ခုပဲကွာတယ်။ကဘာကြီးကစိတ်ဝင်စားနိုင်ညီမနွေဦးတော်နိုင်ရဲ့ခက်နဲ့နဲ့အဆုံးတက်လိုက်မယ်။ကဘာကြီးစိတ်ဝင်မစားရင်တော့နိုင်ငံတော်နိုင်ရဲ့ပေရှင်လိမ့်မယ်။ဒါပဲရှိပါတယ်။ဘလို့အဖြစ်မြန်မာပြည်သူတွေဘဝကတော့နော်တုံးအောင်ကဖားလို့ပဲဗျာ။ဟုတ်တယ်မလားဒီကာလမှာဒီရင်းမှာတရားမျက်တာမှုဆိုတော့ဘာမှမရှိပါဘူး။အဲ့တော့အားလုံးဘေးကင်းပြီးတော့ကြံ့မာကြပါစေလို့ဆုတောင်းပါတယ်။ဒီကာလကြီးမှာမြန်မာနိုင်ငံပြည်သူတွေအားလုံးဘေးကင်းပြီးတော့ကြံ့မာကြပါစေ။